နိုင်ငံတော်သမ္မတဦးသိန်းစင်ရဲ့ပြုပြင်ပြောင်းလဲရေးတွေကိုနိုင်ငံရေးပါတီတွေကအစကနဦးမှမကြိုးဆိုခဲ့ကြပေမဲ့အခုတော့အပြုသဘောဆောင်ပူးပေါင်းလာတာကြောင့်နှွေးထွေးတဲ့ဆက်ဆံရေးတွေရှိလာခဲ့တယ်လို့နိုင်ငံတော်သမ္မတအကြံပေးဦးနေစင်လက်ကဖေဖော်ဝါရီ9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။နိုင်ငံရေးပါတီ16ခုနဲ့နိုင်ငံတော်သမ္မတအကြံပေးရုံးမှတွေ့ဆုံခဲ့ကြပြီးစည်းရဲမှုတိုက်ဖျက်ရေးကိစ္စအပြင်2012အတွင်းဖြစ်ပျက်ခဲ့တဲ့ရခိုင်ပြည်နယ်ပြည်ပခလက်ဘရောင်းတောင်အရေးနဲ့ ကချင်ပြည်နယ်ငင်းညံ့ရေးအတွက်စူပေါင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။အရင်ကစလို့ရှိရင်ပို့ပြီးတော့ရင်းနှီးလာတယ်ပို့ပြီးနှီးထွေးလာတယ်နော်။အဲနောက်တော့အပြုပေါ်တွေလည်းအများကြီးဆောင်ပါတယ်ပေါ့နော်။ဒီလာသမိုင်းပေါ်နေတဲ့လမ်းကြောင်းကိုဒီတော့ကဆိုလို့ရှိရင်အဲနည်းနည်းလေးအရင်လေးတွေကတမျိုးရှိလာမယ်။အခုဆိုရင်ပို့ပြီးတော့အပြုပေါ်တွေပို့ဆောင်လာတယ်။နောက်နိုင်ငံတော်ကိုပြန်ပန်ပို့မယ်။နောက်ပေါ်နေတဲ့လမ်းကြောင်းကိုပြန်ပန်ပတ်ပြန်ပန်ပို့မယ်ပေါ့နော်။အဲဒီကြောင်းလေးပါတော်လေးဆိုပြီးဖြစ်ကြတယ်။ ဒီတွေ့ဆုံမှုမှာမြို့သားဒီမိုကရေစီအင်အားစု NDF မြို့သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ချင်းမြို့သားတွတ်တက်ရေးပါတီစတဲ့ပါတီ၁၈ခုတက်ရောက်ခဲ့ကြပြီးအစိုးရနဲ့နိုင်ငံရေးပါတီတွေအတူတူဝပူးပေါင်းပြီးလက်တွဲလှုပ်ဆောင်သွားမယ်ဆိုရင်ရလက်ကောင်းတွေပေါ်ပေါက်လာမယ်လို့ဆိုပါတယ်ကျွန်တော်တို့ရတယောက်တစ်ယောက်မုန်းတီးကြည့်နေကြတဲ့သူတွေမဟုတ်ဘူးပါတီပါတာဖြစ်နေကြတယ်နိုင်ငံရေးပါတီတွေကလည်းအချင်းချင်းပါတီပါတာဖြစ်နေတယ်နိုင်ငံရေးပါတီနဲ့အစိုးရကလည်းပါတီပါတာဖြစ်နေတယ်အဲ့တော့ခဏခဏတွေးကြမယ်ဆိုရင် နိုင်ငံရေးအတွက်အလုလုကြမဲ့သူတွေအချင်းချင်းတိုင်းပြည်အတွက်ရလက်ကောင်းတွေပေါ်ထွက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်